မိဘပြည်သူများရှင် Prime Media မှာသတင်းသုံးသပ်တင်ပြချက်လေးဖြစ်ပါရှင်။သတင်းမတင်ဆက်ခင်လေးပါကျွန်မဒီနေ့မပြောမဖြစ်တဲ့ကိစ္စလေးခုရှိပါတယ်။ဒီနေ့ဟာဘသူ့ရဲ့မွေးနေ့လို့ထင်ပါတယ်ရှင်။ကျွန်မမြန်မာနိုင်ငံသားအချို့အင်မတန်ချစ်ခင်ကြတဲ့ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့လို့သိရပါရှင်။ ဒီမွေးနေ့မှာကျမအနေနဲ့မှားချင်တာပေါ့နော်ပြောပြချင်တာကဒေါန်ဆန်းစုကြည်ကိုတကယ်ဖြူးဖြူးစင်စင်ချစ်တယ်အကြမ်းဖက်အားပေးတာမလုပ်ချင်ဘူးဆိုရင်တော့ဒေါန်ဆန်းစုကြည်မွေးနေ့အမှတ်တရအနေနဲ့ကိုယ့်အိမ်ကဖခင်ကြောင့်အောင်ရှေ့မှာဖြစ်စေပေါ့နော်ဟိုကိုယ့်ရဲ့ကွက်ထဲမှာဟိုမုတ်ကြွေးတာလို့စရုပ်တာလောက်တာလို့စသဖြင့်ဒီလိုလေးလုပ်ပြီးတော့ဒေါန်ဆန်းစုကြည်အတွက်ကိုဆူတောင်းပေးလို့ရတယ်သူ့မွေးနေ့ကိုပူပေါင်းပါဝင်ဖြည့်ဆည်းလို့ရပါတယ်ပေါ့နော်ဒါချစ်ချင်းမြတ်တာကိုကပြတ်တာတာပေါ့တခုရှိတာကဒေါန်ဆန်းစုကြည်ရဲ့မွေးနေ့ကိုအခြေပြုပြီးတော့ပန်းတပိတ်တို့အိမ်ကြီးအပြာဝတ်တဲ့တပိတ်တို့ဆိုပြီးတော့အန်ယူဂျီက တောင်စားစုကြီးခေါအောင်ရောင်းစားနေရနော်ထိခိုင်တပိတ်တွေကိုသွားပူပေါင်းမယ်ဆိုရင်တော့အကြမ်းဖက်ပုံမှန်တွေနဲ့ညှိဆုံပြီးတော့ထောင်နှန်းဆန်ရနိုင်နေရှင်ဒါလေးတော့ကျွန်မစင်ကျင်နိုင်မှုအတွက်ပြောပြပေးတာပါလူချင်းမင်းတို့ကဒီလေလိုင်းပေါ်ပါပေါ့နော်အညူချီတို့ဘာလို့ပြောတယ်ပန်းပိတ်တို့ဘာလို့သွားပြီးပူပေါင်းလိုက်မယ်ဆိုရင်တောင်စားစုကြီးချစ်တဲ့စိတ်နဲ့ပေါ့ရှင်သွားပူပေါင်းလိုက်မယ်ဆိုရင်ထောင်ကျသွားခဲ့လို့ရှင်ထောင်နှန်းဆန်ရလို့ရှင်အညူချီကထောင်ဝန်စားလက်တွေ့မှာမဟုတ်ဘူးနော် ီးတော့ဒေါန်ဆန်းစုကြည်လိုမျိုးထောင်ထဲမှာလည်းတိတဲ့အိမ်နဲ့နေပြီးတော့နိုင်ငံတော်ကစက်သားတို့ငါးသားလုံးချင်းဂျူတို့ကျွေးမှာမဟုတ်ဘူးเนาะငါကပေါက်သေးတို့ဘာလို့ချောကလက်တို့ကျွေးမှာမဟုတ်ဘူးเนาะအဲ့အလေးတခုတော့စင်ကြင်မှုပြောပြတာပါရှင်အနေထားတွေမတူဘူးဆိုတာသိဖို့ပြောပြတာပါเนาะဒါလေးတော့စင်ကြင်ကြပါကျမစိတ်ဘူးလို့ပြောပြတာပါရှင်မနေ့ကဆိုလေဒဂါဒီယံမှာပေါက်ကြားသွားတဲ့ဒေါန်ဆန်းစုကြည်ရဲ့အမှုရင်ဆိုင်တဲ့ကိစ္စလေးပေါ့နော်အဲ့ဒီရုပ်သံဖိုင်က2022ခရီးကနေပြီးရိုက်ကူးထားတဲ့ရုပ်သံဖိုင်ဖြစ်ပါရဲ့ရှင့်အောက်ကြားသွားခဲ့တာကြာပြီဆိုတဲ့သဘောတရားလေးပေါ့နော် ီးတော့အယုတ်တန်ဖိုင်တဲ့သူ The Guardian သတင်းစာမှာလည်းဆောင်းပါးလေးရေးထားလို့ကျွန်မဆောင်းပါးတွေအချက်လက်လေးထုတ်နှုတ်ပြီးတော့ဒေါန်ဆန်းစုကြည်ထောင်ထဲမှာဘယ်လိုနေနေလဲဆိုတာသိကျင်တဲ့သူတွေအတွက်ကျွန်မမင်းကစေတနာနဲ့တင်ဆက်ပေးလိုက်သေးရဲ့ တင်းဆက်ပေးရခါမှာကျွန်မသတင်းသုံးသပ်ချက်လေးနဲ့ပြောတာပေါ့နော်အော်လို့ဘလိုပဲဖြစ်ဖြစ်တော့သန်းစုကျိုးစိတ်ပူနေကြရမို့လားသူထောင်ထဲမှာအဆင်ပြေပါတယ်သူတီးတီးတန်းတန်းနဲ့ကောက်ကောက်မွန်ထားတယ်ပေါ့နော်စားရေးတောက်ရလည်းအဆင်ပြေတယ်သူတရားတွေပါတယ်တော့မှထိုင်နိုင်တယ်ပတိစိတ်နိုင်တယ်ဆိုတော့ရှင်တို့တွေစိတ်အေးကြဆိုပြီးကျွန်မစေတနာနဲ့ပြောပြတာအဲ့ဒါကိုတချို့ကပြောလဲဆိုအော်တဲ့နင်ရတဲ့တောင်သန်းစုကျိုးလည်းထောင်ထဲမှာပြိုနေလို့ထင်နေရလားတဲ့ဆိုပြီးခွတ်မှတ်လာရေးကြတယ်အချင်း ကျမတော့အံ့ဩတယ်ကျမပြောရတယ်မှာတောင်းဆုံးကြီးထောင်းထဲမှာပြော်နေလို့ခေါမမပါဘူးသူတို့ဘလို့သဘောပေါက်သွားလဲမသိဘူးခါကျညမအချင်းချင်းဖြစ်ပြီးညမစကားအောင်နားမလည်တာလဲတော်တော်ဆိုးတယ်ရှင်သိလားဒါမှမဟုတ်ကျမပဲစကားပြောတာမကျွမ်းကျင်လို့လားမသိပါဘူးကျမပြောတဲ့စကားတစ်မျိုးစေတနာကတစ်မျိုးသူတို့ထင်သွားတာတစ်မျိုးဆိုတော့တော်တော်စဉ်းစားခတ်ပါတယ်ပြီးတော့လေဒီပိတ်လေကျမအောင်ဆဲကြရသေးလားကျမပြောချင်တာကလေဒီနိုင်ငံမှာပေါ့နော်တောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ဝေဖန်တာတွေပြောဆိုတာလောက်တဲ့အချိန်မှာဆိုရင်ကျမကတော်တော်ကိုရှော့ရှော့ပေါ့ပြောရတယ်မှာပါရဲ့နော်သိလားကျေးဇူးမကန်းစားကြစေချင်အောင်ရှင့် ဒေါန်စန်းစုကြည်ဖြစ်သွားတဲ့မြတ်ကိစ္စအားလုံးဒီကျမောင်းနဲ့ဘာမှမသက်ဆိုင်သူလှုပ်ခဲ့တဲ့ကိစ္စရဲ့အဲ့ဒီကိစ္စရဲ့တည်းကိုအပိတ်ခဲ့ကြတယ်နိပိတ်တည်းလေကျမောင်းနဲ့ဘယ်နာမှသက်ဆိုင်လို့ကျမတို့လာဆက်ရရလဲရှင်မနေ့ကဒင်းသုံးသက်ချက်လဲအလိုပဲကျမဒေါန်စန်းစုကြည်ထောင်ထဲမှာအေးအေးဆေးနေရလို့ဝမ်းသာရအောင်ပြောပြတာကျမဒင်းသုံးသက်ချက်ကိုအဲ့လိုမပြောဘဲနဲ့အဲဒေါန်စန်းစုကြည်ကအကျဉ်းောင်နေမှာအခြားကျဉ်းသားနေနဲ့မတူပဲဒီလိုစားတောက်နေထိုင်နေရတာမတရားအောင်အခြားကျဉ်းသားရဲ့လိုမျိုးအခြားကျဉ်းသားရဲ့လည်းရောပြီးတော့ထားလိုက်ပါဆိုပြီးပြောရမှာလားတရင်သုံးသက်ချက်ကိုသူတွေကိုတိတ်ပြီးလိုက်ပြီးမစော်ကားနဲ့ရှင့် ျွန်တော်ဒေါအောင်ဆန်းစုကြည်ချစ်တာချစ်လို့ရတယ်။ဒေါအောင်ဆန်းစုကြည်မချစ်တဲ့လူတွေမြန်မာနိုင်ငံမှာတပုံကြီးပဲရှင်အဲ့ဒါလည်းမမေ့နဲ့။ကိုချစ်တယ်သူများမချစ်တော့ရမ်းမရှာနဲ့ရှင်။အဲ့လိုလိုက်ပြီးရမ်းရှာလို့ရှင်ဒေါအောင်ဆန်းစုကြည်မချစ်တဲ့သူတွေကဒေါအောင်ဆန်းစုကြည်ရဲ့အတွင်းရေးတွေအစားဖွင့်ထုတ်လာခဲ့မယ်ဆိုရင်တော့ရှင်တို့ရဲ့ချစ်လာဆိုတော့ဒေါအောင်ဆန်းစုကြည်ရဲ့ဂုံတိတ်ခါပဲထိခိုက်မယ်ဆိုတာမမေ့စေချင်ဘူးနော်။စေတနာနဲ့ပြောပြတာသိလား။ပြီးတော့ CTV ပေါ့ချောင်းမှုနဲ့ပတ်သက်ပြီးတော့ကျွန်မပြောချင်တာနောက်ထပ်တွေးမိတာတစ်ခုပေါ့နော်အကျဉ်းတော်တွေမှာရှိရဲ့အကျဉ်းသားတွေအားလုံးကို CTV မှတ်တမ်းနဲ့စောင့်ကြည့်ရရှိလို့လားရှင့် ဒေါ်စန်းစုကြည်တယောက်တည်းကိုပဲတေးရှာစောင့်ကြည့်နေတာဘာကြောင့်လို့ထင်ပါဒလဲဒေါ်စန်းစုကြည်ကသက်80တန်းရောက်နေပြီကျမ်းမာရေးကိစ္စဘာညာနဲ့မတော်တဆမတော်တဆချွတ်ချော်တိုင်းမခဲ့သည်ရှိတော့သူ့ရဲ့ဘု து ပြောကမှမပါဘဲနဲ့ပေါ့နော် သူ့ရဲ့ကံတရားကြောင့်သူ့ရဲ့အသက်အရွယ်ကြောင့်ချွတ်ချော်တိုင်းပါတယ်ဆိုရင်ကိစ္စရဲ့ကိုကဘာကြီးကိုအမှန်တမ်းပြနိုင်မှုအတွက်ကိုဒီလိုမျိုးစောင့်ကြည့်ထားရလို့ပဲကျမမြင်နေရှင့်သူ့မဟုတ်တာလည်းဘာမှမလုပ်ဘူးသူများတွေကောင်းကောင်းမုံမဲ့ဆောက်ရှောက်ထားတာရှင့်ဒါလေးယူတော့အမေဆုချစ်သူများသိအောင်ပြောပြတာပါ ျမတို့ကဒါဒေါ်ဆောင်စုနဲ့ပတ်သက်ပြီးတော့ကောက်ကောက်မို့ပြောဆိုနေတာတွေကိုမှာရိုင်းနေတဲ့သူတွေလည်းကျမရုပ်သက် file ကိုပြမယ်ရှင်ကြည့်ကြည့်လိုက်ပါအောင်ဒေါ်ဆန်းစုကြည်မွေးနေမှာဒေါ်ဆန်းစုကြည်အတုပါချနေကြတယ်အဲ့ဒါနီးပိတ်တွေလောက်တာရှင်တို့အချင်းချင်းပဲသွားပြီးတော့လည်းလည်းပြောလိုက်ကြပါအောင်လုံနေကြိုင်နေတဲ့ကိစ္စတွေအစဉ်ပြေချုံးမှုရလားဆိုတာလည်းစဉ်းစားကြည့်ကြပါအောင်တည်ဆုံးချင်းမရှိသေးတဲ့သူတယောက်ကိုအတုပါချနေရဆိုတော့တည်စီခြင်းလို့လားဟွကိုယ့်ကိုမေးကြည့်ကြပါအောင်ရေဒီယာခြေရလားရေဒီယာခြေတော့ကြည်သွားမတယ်လားကုတုကန်နေရအကုတုကန်နေရကြည်သွားလားရေဒီယာခြေရနဲ့ နည်းနည်းအုံနောက်လေးပါလေတုံးကြပါအောင်လို့ပြောချင်တယ်ရှင်။ဒေါန်ဆန်းစုကြည်ရဲ့ကန်တရားကလေလူကြည့်လူခင်ပေါ်မဲ့ကန်တရားသိလားသူ့ရဲ့ကန်တရားကသူမှားနေတော့သူ့ကိုချစ်ကြတယ်။ဒါပေမဲ့သူ့ကိုချစ်တဲ့သူတွေကအသိဉာဏ်နဲတဲ့သူတွေဖြစ်နေတာတော့သူ့ရဲ့ကန်ဆိုးမှုပဲရှင်။အရင်ဘဝကကုသိုလ်လုပ်တဲ့ခါမှာကုကုလိုသွားတယ်နဲ့တူပါရှင်။ကို့ချစ်တဲ့သူတွေကညံတိန်တဲ့သူတွေဖြစ်နေတော့ဒီလိုမြင်ကွင်းနေမြင်ရတာပါပဲရှင်။ ဒါပြင်ဟိုကျမလာဆဲနေမေးစုချစ်သူများပေါ့နော်ဒီပိတ်တွေကျမပြောချင်တာကဒေါန်ဆန်းစုကြည်ကအပြစ်မရှိဘဲနဲ့ထောင်ထဲမှာနေနေရတယ်လို့တကယ်ယုံကြည်ရဲဆိုရင်တကယ်ယုံကြည်ရဲဆိုရင်နော်စိတ်ထဲကနေနှစ်နှစ်ကကယုံကြည်ရဲဆိုရင်ကြိမ်ကြည့်ကြပါလားကြိမ်ဆိုကြည့်ကြပါလားဘလို့ကြိမ်ဆိုရမယ်ဆိုတော့ကျမသင်ပေးမယ်ဒေါန်ဆန်းစုကြည်ကအပြစ်မရှိဘဲနဲ့ထောင်ထဲမှာစစ်အစိုးရရဲ့ဖမ်းဆီးခြင်းမတရားဖမ်းဆီးခြင်းခံရတယ်ဆိုရင်ကျွန်တော်တို့ဒီပိတ်တွေအားလုံးမေးစုချစ်သူများအားလုံးကြီးပွားတိုးတက်ချမ်းသာပါစေလို့ဆုတောင်းကြိမ်ကြိမ်ပေါ့နော် တကယ်လို့တောင်ဆန်းစုကြည်ကအပြစ်ရှိလို့ထောင်ထဲဝင်ရတယ်ဆိုရင်ကျွန်တော်တို့နီးပိတ်တွေနဲ့တောင်တိုင်းလုံနေတဲ့သူတွေအမေစုချစ်တဲ့သူတွေအကောင်လုံးဘဝတွေကဆိုးဝါးစွာဆင်းရဲဆုတ်ပြတ်သွားပါစေလို့ဆုတောင်းကြီးကျိန်းဆိုကြည့်ပါလားရှင်တတိရှင်လှုပ်ကြည့်လိုက်။ဘာကြောင့်လဲဆိုတော့လူတွေကကိုယ့်အကျိုးစီးပွားထိမှာနည်းနည်းလေးနားတက်တာရှင်။ဒီလားဒါကြောင့်ကို့အကျိုးစီးပွားကိုတည်ပြီးတော့ပဲကျိန်ဆိုကြည့်ဒေါန်ဆန်းစုကြည်ကိုယုံနေဆိုရင်ကို့အကျိုးစီးပွားကိုလောင်းကြီးထက်ကြည့်လိုက်ရှင့်အဲ့ချိန်ကျရင်ငါတို့ဒီဒေါန်ဆန်းစုကြည်ပေါ်မှာဘယ်လောက်ထိယုံကြည်လဲဆိုတဲ့အကြောင်းတရားကိုကိုယ့်ရဲ့ကောင်းထဲမှာကိုယ့်အကူအလင်းပွင့်လာလိမ့်မယ် ကျမတို့လာမဆဲနဲ့အပို့ပဲเนาะဒေါန်းစန်းကြီးလုတ်ခဲ့တဲ့ကိစ္စရက်တွေမှာလည်းကျမတို့ပေါင်ပတ်သက်ခဲ့ရလည်းမဟုတ်ဘူးအရေးယူတဲ့အပိုင်းမှာလည်းကျမတို့ပေါင်ပတ်သက်ခဲ့ရလည်းမရှိဘူးကျမတို့ကမြင်တော်မြင်တဲ့အတိုင်းပြောတာပဲရှိတာကျမတို့ပြောလိုက်လို့လည်းဒေါန်းစန်းစုကြည်ဘာမှလည်းထူးခြားသွားတာလည်းမရှိဘူးသူ့ရဲ့ထောင်တန်းတိုးသွားတာလည်းမရှိညော့သွားတာလည်းမရှိထုံရင်းမဲ့ပုံမှန်မဲရှင့်ပြီးတော့ကျမတို့ကဒေါန်းစန်းစုကြည်ကိုဘန်းပြပြီးတော့ပတ်စံတောင်းစားနေအန်ယူဂျီဖွဲ့ရလို့လည်းမဟုတ်ဘူးစိတ်နာခြင်းနာအဲ့ဒီလူတွေကိုစိတ်နာရမယ်ဆိုတာလည်းခေါင်းထဲမှာမှတ်ထားစေချင်ပါတယ် ကျမကပြောတာကတော့တောင်ဆန်းစုကြည်မွေးနေမှာပေါ့နော်အင်မတန်ခါတွန်ပီနေကြတဲ့ဒီပိတ်တွေအတွက်ကိုစကားလက်ဆောင်ပါပေးတာဖြစ်ပါရဲ့ရှင်။ကျမနိုင်ငံတိတ်ကို over တွေတိတ်လုံတော့တယ်တိလား။ဒီလိုလုပ်တဲ့လူတွေလည်းအကြံဉာဏ်ပေးကြတာတောင်ဆန်းစုကြည်ကိုပေါ့နော်ရမ်းကဲတင်ကျင်နေဆိုတော့ online လုပ်နေကြတယ်။နော်တောင်လိုင်းရေးရလည်းမရှိတော့အကျန်းပတ်သမားဖြစ်ကုန်ကြပြီ။နော်တကယ်ကဲကျင်လို့ရှင်ပြီးပြီးတော့မှတောင်ဆန်းစုကြည်ထောင်ထဲမှာအချင်းချခံနေရတယ်။အဲ့ဒီမှာသွားပြီးထောင်ပေါ်သွားဖောက်လိုက်ကြရှင်။ထောင်သွားဖောက်လိုက်ကြ။ကျမတို့ location ပြပေးမယ်။ နော်ထောင်ဖောက်လို့ဥစားမဖြစ်ဘူးဆိုရင်တော့အဲထောင်ထဲလိုက်ဝင်တော့အဆင်မပြေဘူး။ဘာကြောင့်လဲဆိုတော့ရှင်တို့ထောင်ထဲဝင်လို့ရှင်ဒေါန်ဆန်းစုကြည်လို့တီးတန့်ဆောင်နေနေရမှာတော့မဟုတ်ဘူး။သူနဲ့အဆောင်တဆောင်နဲ့နေရမှာလည်းမဟုတ်ဘူး။ရှင်တို့ကတီးတန့်တနေရမှာထောင်သားနေရောနေရမှာဖြစ်တော့တူနာတော့သွားလို့မရအောင်။ဒီတော့ထောင်ဝင်တန်းလှုပ်လိုက်။ထောင်ဝင်တန်းလှုပ်လဲသူ့နာမှာသွားလို့ရတော့တယ်။သူ့သွားပြီးပြုစုလို့ရတယ်ရှင်။အခုထောင်ဝင်တန်းနေပဲသူ့ပြုစုဆောက်ရှောက်ပေးနေရဆိုတော့လေ။အဲရွေးစရာနှစ်ခုရှိမယ်။ရွေးစရာနှစ်ခုရှိမယ်။ထောင်ဖောက်မလား။ထောင်ဝင်တန်းလှုပ်လိုက်နှစ်ခုထဲမှာကြိုက်တဲ့တစ်ခုရွေးလိုက်ကြတယ်။ เนาะကျမတို့လာမဆဲရနေချင်းဖြစ်နိုင်ကြီးအရှိဆုံးကိုကျမအကြံဉာဏ်ပေးတာเนาะထပ်လာဆဲလို့ရှင်ဒီထက်ကောင်းတဲ့အကြံဉာဏ်တွေလာအောင်မယ်เนาะအဲ့ဒီတခုတော့ကျမတခါပြောလိုက်ပြစီရှင်မိမမိတို့များဟိုကျမတင်ဆက်ပေးရမယ်သတင်းလေးကတော့ကျမနိုင်ငံအတွက်နည်းနည်းအရေးကြီးရဲ့အခြေအနေလေးတခုလို့မြင်တဲ့အတွက်ကျမအဲ့ဒီသတင်းလေးရွေးချယ်တင်ဆက်တာပါရှင်ရုပ်သံဖိုင်လေးတခုကိုအရင်ဆုံးမိမမိတို့များကြည့်ရှုလိုက်ပါအောင်ရှင်မိမမိတို့မြင်တွေ့ရတိုင်းပါပဲမြောင်းမြအထက်ကအကြောင်းတွေလေးတို့သိရပါရှင်မင်းကလေးတယောက်ကို ဘလို့ပြဿနာဖြစ်ကြလဲတော့မသိပါဘူးကျွန်မကြည့်တာတော့လူမှုကွန်ရက်မှာ post တင်တဲ့ကိစ္စနဲ့ဖြစ်တယ်လို့ထင်ပါတယ်ရှင့်ဒါပေမဲ့ပြဿနာဖြစ်တဲ့အခါမှာကမာလေးကိုပားရိုက်နားရိုက်လုပ်ပြီးတော့ထိုင်ကြော့ကိုင်းနေပေါ့နော်ဒီလိုလုပ်ရတဲ့ကဒါအနိုင်ကျင့်နေတာရှင့်လူငယ်ချင်းချင်းအနိုင်ကျင့်နေတဲ့ကိစ္စပါအဲ့တော့ဒီ main ကလေးနဲ့ပတ်သက်ပြီးတော့လည်းအခုဒီဥစ္စာပေါ့နော်သူတို့ကြောင်းနေရနေပြီးတော့ရေးယူဖို့အတွက်တော့စီစဉ်နေရဆိုပြီးသိရပါတယ်မိဘတွေခေါ်တွေ့ပါ냐ပေါ့နော်ဒီလိုနှိမ့်ဆက်တာအပြင်ရုပ်သံဖိုင်ရိုက်ပြီးတော့လူမှုကွန်ရက်မှာအဆက်ခွဲတဲ့ကိစ္စတွေလောက်တာတော့တော်တော်ကိုအဆုံးအဆုံးထိမှိုင်းရိုင်းတဲ့ကိစ္စဖြစ်သွားပြီပေါ့နော် ဲ့လိုမယန်းနေဥဒံပိုင်တင်ထားတာတော့မှတချို့တွေကအနိုင်ကျင့်တဲ့ဒီကောင်မလေးတွေကိုအားကျနေတာရှိသေးတယ်အော်လူငယ်မှာဆိုရင်လူမိုက်စိတ်ပေါ့လူမိုက်စိတ်ရှိတတ်တဲ့လူငယ်တွေမှာလေအဲ့လိုမိုက်မိုက်ကန်ကန်ညံနေတဲ့အလုပ်လုပ်နေတဲ့သူတွေအားကြတတ်တဲ့လူငယ်တွေရဲ့စိတ်ကလည်းအဲ့လိုတီးတန့်ရှိရအချို့လူငယ်တွေကအဲ့လိုရှိရညံနေညံတိန်ဟိုအောက်တန်းစားပေါ့နော်အဲ့လိုမျိုးသူများကမိုက်ရိုင်းစော်ကားအဲ့လိုလူမျိုးတွေကိုတီးတန့်အားကြတတ်တဲ့သူတွေရှိရရှင့် ဒါကတော့တော်တော်ဆင်ញင်ဖို့ကောင်းတယ်မိဘတွေလည်းကိုယ်သားသမီးနဲ့နဲ့တတိထားပေါ့နော်လူဆိုးတွေကိုမှသဘောကျတတ်တဲ့အမူအကျင့်လေးရှိရဲဆိုတော့သားသမီးကိုဆုံးမသင့်နဲ့ရှင့်ဒီလိုဆက်ကြောတတ်ကိစ္စတွေမှာပေါ့နော်ဒီလိုသူများအနိုင်ကျင့်နေပြီးအနိုင်ကျင့်တတ်ပြီးဆိုရင်အဲ့ဒီကလေးတွေမှာလည်းစိတ်တန်ရာတွေစိတ်ဝေဒနာတွေရှိတတ်တယ်ရှင့်ဒါလေးနဲ့ပတ်သက်ပြီးတော့လည်းကျွန်မဘုသူတအနေနဲ့ပြောပြချင်ပါတယ်ကိုယ့်ရဲ့သားသမီးမှာဒီလိုအမူအကျင့်တွေရှိနေပြီဆိုရင်အဓိကတာဝန်ရှိပြီးထိန်းသိမ်းရမှာမိဘတွေပါရှင့်ဒါကြောင့်မိဘတွေဘုသူတရစီဖို့လည်းကျွန်မပြောပြတာပါကျွန်မခုပြောရလေးကိုနားထောင်ပြီးတော့ကိုယ့်သားသမီးကိုပြန်လဲပြီးတော့စမ်းစစ်လို့ရအောင်ပေါ့နော် အဓိကဒီလိုမျိုးဆက်ကြောသွက်ဖြစ်လာတဲ့ဈာလူငယ်တွေပေါ်မှာအနိုင်ကျင့်တက်လာတယ်နှိပ်စက်လာတယ်စော်ကားလာတယ်ရိုက်တက်လာတယ်ဆိုတဲ့ကိစ္စတွေလှုပ်လာပြီးဆိုရင်သူတို့မှာစိတ်ခံစားချက်ထိန်းသိမှုပြဿနာရှိတတ်တယ်ရှင့်ဘလိုမျိုးလဲဆိုတော့သူတို့ဟာဆိုရင်ဒေါသထွက်လွယ်တယ်စိတ်တူလွယ်တယ်စိုးရိမ်ပူပန်မှုတွေများပြီးတော့စိတ်ကြယောဂါတွေလည်းဖြစ်နေတတ်ပါတယ်ဒါပြင်အခြားသူတွေကိုထိန်းချုပ်လို့စိတ်တွေများတယ်အခြားသူရဲ့ခံစားချက်ကိုလည်းသူတို့နားလည်နိုင်စွမ်းမရှိဘူးညံမမီဘူးပေါ့နော်ဟိုသူ့မှာ ဝန်းနေတဲ့စိတ်ခံစားချက်လည်းရှိသွားမလားသူများအားငယ်သွားမလားဆိုပြီးကိုချင်းစာစိတ်ပေါ့နော်အဲ့လိုကိုချင်းစာစိတ်ကသူရဲ့သူ့ရဲ့အုံနောက်ထဲနဲ့နှလုံးသားထဲမှာကြီးထွားခြင်းမရှိဘောရှင်ပြောမယ်ဆိုတော့နည်းနည်းညံတိတ်တဲ့ပုံစံဖြစ်တာပေါ့နောက်ထပ်တစ်ခုကကြတော့အဲ့လိုမျိုးပစ်ထားမယ်ဆိုသူကမွေးစေဝါသုံးဆွဲတာတွေဥပဒေနဲ့မညီတဲ့ပြုမှုတွေပါလောက်လာလိမ့်မယ်ရှင်ပြီးတော့ရှင်ဒီသူများအနိုင်ကျင့်တတ်တဲ့သူတွေမှာအဓိကအားနေချက်ကကိုကိုကိုယုံကြည်မှုမရှိဘူး ကိုကိုယုံကြည်မှုမရှိတော့ဘာဖြစ်လဲဆိုတာလူတိုင်းကိုကိုထက်နှိမ့်အောင်ဖန်တီးတယ်ပေါ့နော်သူများတွေကိုအမြဲတမ်းနှိမ့်အောင်ဖန်တီးနေမှာသူကသူ့ကသူတောက်ပတယ်လို့ခံစားရတာပေါ့နော်ကိုကိုကို confidence မရှိဘူးပေါ့ရှင်ဟိုကျမတို့မြန်မာမှာဆိုရင်စကားတစ်ခုရှိရယ်လေသူများဖျောင်းနိုင်မှုတ်လိုက်ရုံနဲ့ကိုကပို့ပြီးတော့လင်းသွားမှာမဟုတ်ဘူးဆိုတာမျိုးပေါ့နော်အဲ့လိုလူမျိုးတွေကသူများဖျောင်းနိုင်လိုက်မှုတ်နေတာကိုဖျောင်းနိုင်ကိုလင်းအောင်လို့မစူးစားဘူးပေါ့နော်အဲ့လိုစိတ်ဓာတ်မျိုးတွေပေါ့ရှင်ပြည့်ရခါမှာဒီလိုမျိုးကလေးငယ်တွေပေါ့နော်ဒီလိုဆက်ကြောတက်တွေမှာဖြစ်တဲ့ပြဿနာအိမ်တွင်းအကြမ်းဖက်မှုတွေနေတဲ့ဆက်ဆက်နေတဲ့တက်ရှင့် သူများကိုအနိုင်ကျင့်တတ်တဲ့ကလေးဟာဆိုရင်အိမ်မှာလဲစိုးဝါးစွာရိုက်နှက်ခံရတဲ့ဘဝကလာတတ်တာများတယ်။စိတ်ပညာအရအဲ့လိုရှိတယ်။ပြီးတော့မိသားစုရဲ့လက်လို့ရှုမှုခံရတဲ့ကလေးတွေဟာအပြစ်မှာသူများကိုအနိုင်ကျင့်နေရှင့်။ဒါကြောင့်ကိုယ့်ရဲ့မိသားစုမှာကိုယ့်ရဲ့ကလေးကိုပေါ့နော်အပြစ်ရှိရင်ရမ်းရိုက်တာတွေနှိပ်စက်တာတွေဟိုဆုံးမတဲ့ခါမှာလွန်ကဲတာတွေပြီးတော့ပြစ်ထားတာတွေပေါ့နော်ကလေးကဘလို့စိတ်ငံစားချက်ပဲရှိရှိသူကသူငုံငိုရီရီပြစ်ထားတာမျိုးတွေမလုပ်အောင်ရှင့်။အဲ့လိုလုပ်လို့ရှင့်ကိုကလူစိုးတယောက်ကိုပြုစုပြိုးထောင်လိုက်လို့ဖြစ်သွားပါလိမ့်မယ်ရှင့်။ ဒါလေးတို့မိဘများဆင်ကျင်သင့်ပါလားရှင်ဒီလိုမျိုးသူများအောင်နိုင်ကျင့်တတ်တဲ့ကလေးတွေအားဆိုရင်ဒီတိုင်းပြစ်ထားလိုက်မယ်ဆိုရင်သူတို့မှာစန့်ကျင်ဘက်ဖောက်ပြန်ယောဂ OTD လူမှုရေးပြဿနာအပြုအမူ CD မာနကြီးပြီးတော့သူများအောင်အရေးမဆိုင်တဲ့စိတ်ယောဂ MPDD လည်းခံစားရနိုင်ပါလားရှင်ပြောရမယ်ဆိုတော့အယူတစ်မျိုးဖြစ်သွားမှာပေါ့ရှင်အဲ့လိုမျိုးပေါ့နော်အခြေအနေအဲ့လိုရှိရဲ့ဒီတော့ကူညီတဲ့နာကတော့စိတ်ပန်းဆိုင်ရာကုထုံးနေတဲ့သူတို့ကုသပေးရမယ်ပြီးတော့မိဘတွေကကလေးရဲ့လောက်ကైဆောင်ရွက်မှုတွေကိုအမြဲတမ်းစောင့်ကြည့်ပြီးတော့ တို့ရဲ့စိတ်လေးတွေအကောင်းဘက်ပြင်ရောက်လာအောင်လို့ဆွဲဆောင်ပေးရမယ်ရှင်ဒီလိုလုံးဆောင်မှာပဲကျမတို့ဟာဆိုရင်လူဆိုးတွေရောနေတော့လောက်အောင်မှာဖြစ်ပါရဲ့ရှင်အဲ့လိုမှမဟုတ်ဘူးဆိုတော့ဆဲကျော်တက်မှာသူများနှိမ့်ဆက်အနိုင်ကျင့်လို့ရှင်အသက်ကြီးလာလဲသူဒီလောက်ကိုဆွဆဲမြဲလုပ်သွားမှာအဲ့ချိန်ကျလို့ရှင်သူ့ဘဝဘယ်ကိုရောက်သွားမယ်လို့ထင်ပါတယ်ရှင်ကျမတို့အနေနဲ့လူသားရဲ့လို့ဖြစ်လာရင်တော့မျိုးဆက်ဆိုတာရှိရပေါ့နော် ကိုယ့်ရဲ့မျိုးဆက်ကလူဆိုးတွေမွေးဖွားမိဖို့အကြောင်းရင်းတွေရှိနိုင်တယ်တချို့မိပါတယ်ဆိုရင်သူတို့သားသမီးက မတရားပြုကျင့်တဲ့မရင်းကောင်ဖြစ်နေရမျိုးပေါ့နော်ဒီလိုအခြေအနေမျိုးတွေမှာဆိုဒီမိဘရှင်ထဲမှာဘယ်လိုခံစားရမလဲဘယ်လောက်ထိအဆက်သိက္ခာကင်းမဲ့စွာနဲ့ဘဝကြီးကိုဖျက်ဆီးရမလဲစဉ်းစားကြည့်ပေါ့နော်ဒါကြောင့်သာသမီမွေးပြီဆိုတာနဲ့သာသမီရှိပြီဆိုတာနဲ့အဓိကလူကောင်းလေးဖြစ်အောင်ကျွန်တော်တို့ကြိုးစားပေးရမယ်ရှင်မတော်လဲရရနော်လူတက်မွေးလိုက်မတော်လဲရရကိစ္စမရှိလူတော်ဖြစ်ခြင်းဟာဒါသူ့ရဲ့ကံအကြောင်းတရားသူ့ကြိုးစားမှုနဲ့ဆိုင်တယ်ဒါပေမဲ့လူကောင်းလေးဖြစ်အောင်တော့ကျွန်တော်တို့မွေးမရမယ် လူကောင်းလေးတယောက်တွေးတက်တယ်လို့မျိုးကျမတို့သူတို့သင်ပေးมาရမယ်ရှင်ကိုကျင်းစာစိတ်တွေထည့်ပေးရမယ်သူတို့လေသူတို့ကျမတို့ကျင်နာပေးရမယ်ဒါဆိုရင်သူတို့ဟာလူကောင်းလေးအဖြစ်နဲ့မွေးလာမှာအ ਨੇ ဆုံးတော့လူကောင်းနဲ့ညားတဲ့ကပိုင်ကြီးကအေးချမ်းตายရတာပေါ့ရှင်မဟုတ်ဘူးလားလူကောင်းဆိုတာကသူများမျက်နှာမလို့ဘူးလေသူများဒုက္ခရအောင်မလို့ဘူးကိုကခက်ခဲနေတော့သူများကိုခက်ခဲအောင်လုပ်လိုက်ဖို့အတွက်ဝင်လေးတယ်အဲလူကောင်းတွေအပြစ်မှုပဲ ဒါကြောင့်လူကောင်းလေးမွေးထုတ်နိုင်လို့စူးစမ်းပါနော်။ကျွန်တော်ခုပြပြအချက်လက်လေးတွေဒါသမီးတွေမှာရှိနေပြီပေါ့နော်။သူတို့အထီးကျန်နေရပေါ့။ရှင်းဆယ်ကျော်တက်တရဖြစ်တက်တယ်လေ။တောက်ထဲထိုင်ပြီးတော့ဘသူနဲ့မှလည်းစကားမပြောမပတ်သက်ပေါ့နော်။အဲ့လိုမျိုးစိုးသွမ်းနေပြီဆိုရင်တော့ဒါမိဘတွေကစင်ကျင်တဲ့ပြီးတော့တတိချာလေးဒါသမီးတွေဆောင်ရှောက်ပေါ့ရှင်။ဆယ်ကျော်တက်ရွယ်မှာပြန်ပြီးပြုပြင်မယ်ဆိုရင်မိပါတယ်ရှင်။လူကောင်းလေးပြန်ဖြစ်သွားနိုင်တယ်ပေါ့နော်။အဲ့ထက်ကျော်သွားလို့30 40ဆိုတော့ရင့်သွားပြီ။ဟောအဲ့ထက်ကျရင်ဘာမှလုပ်လို့မရတော့ဘူးပေါ့နော်။သူ့ရဲ့တဘွားတစ်ဆောင်လုံးလူတွေဒုက္ခပေးရတယ်ပဲသူကကျင်သားရသွားမှာရှင်။အဲ့လိုမဖြစ်အောင်လို့မိဘတွေကဒါ လက်ဦးစရာမြည်ထိုက်စွာဆိုတဲ့စကားနဲ့အညီစောက်ရှောက်နိုင်ဖို့အတွက်ကျွန်မဒီသတင်းလေးကနေပြီးတော့တေချာလေးပြောပြပေးတာဖြစ်ပါတယ်ရှင်။ကျောင်းသူချင်းချင်းအနိုင်ချင်းနှိပ်စက်တဲ့ရုပ်သံဖိုင်လေးကိုပေါ့နော်ကျွန်မတေချာလေးရှင်းပြပေးရခါမှဆိုဆက်ဆက်သတင်းလေးအနေနဲ့ပေါ့ရှင်။မင်းကလေးတွေဆင်ကျင်နိုင်မဲ့ကိစ္စလေးအမှုလေးတစ်ခုကျွန်မပြောပြချင်ပါတယ်။အဲ့အမှုလေးကတော့မတရားပြုကျင့်ခံရတဲ့အမှုဖြစ်ပါတယ်။ဘသူမှဖြစ်တာလဲဆိုပီရီရဲ့မင်းလေးတောင်မှဖြစ်ခဲ့တာပါရှင်။အဲ့ဒီမှုဖြစ်စဉ်လေးကိုကျွန်မတေချာလေးဖတ်ပြပါမယ်နော်။ ဒီအမှုဟာဆိုရင်ဖြစ်ခဲ့တာ6လကျော်ခဲ့ပြီလို့သိရပါတယ်အခုချိန်ကြီးရေးယူနိုင်ခြင်းမရှိပါဘူးရှင်ဒီလိန်ချမ်းဖတ်မှုဆိုတဲ့စောင်းမလေးပေါ့နော်ဒီတခုရှိတယ်သူတို့ပြည်ပြေးမီဒီယာတွေအကြမ်းဖက်အားပေးတဲ့မီဒီယာတွေမှာတင်ထားတာပေါ့ရှင်ကျွန်မပုံမှန်လဲအဲ့ဒီမီဒီယာတွေမှာတင်တဲ့သတင်းတွေတော်တော်ဖတ်တယ်ဘာကြောင့်ဖတ်တာလဲဆိုတော့သူတို့မီဒီယာတွေမှာလဲခါကြလို့ရှင်ပေါ့နော် PDF ထဲမှာရှိနေတဲ့မိန်းကလေးတွေနှိပ်စက်ခံရတာတွေအနိုင်ကျင့်ခံရတာတွေကိုဖွင့်ထုတ်လာတဲ့အခြေအနေတွေရှိရဲ့ရှင်။ဒါလေးတွေကြောင့်ကျမတို့ကဒီဘက်ကလူငယ်တွေပေါ့နော် PDF မဖြစ်သေးတဲ့လူငယ်တွေသိရအောင်လို့ပြောပြပေးဖို့တော်တော်ဝင်ရှိတယ်။ သူတို့တော်ထဲမှာဘာဖြစ်နေလဲဆိုတာသူတို့ပြောမှကျမတို့ကသိရမှာလေအဲ့လိုအခြေအနေဆိုတော့လေဒါလူငယ်တွေရောအမှောပေါ့နော်အဲ့လိုစိုးသွမ်းတဲ့မိန်းကလေးတွေပေါ့ရှင်ကိုကိုကိုဘယ်ပြောမလဲငါကတော့အဲ့မှာအရင်မိုက်နေပြီပေါ့အရင်ဟော့နေပြီအရင်စိုးနေပြီဆိုပြီးတော့ထင်နေတဲ့မိန်းကလေးတွေစင်စင်နိုင်ဖို့အတွက်ကိုကျမဒီသတင်းဆောင်မလေးဖတ်ပြမယ်ရှင်ဒီဆောင်မတဲ့မှာနင့်နာတို့မျိုးသမီးနာမည်လေးကိုမထက်ထက်ဆိုပြီးရေးထားပါတယ်နာမည်လွှဲပေါ့နော်သူ့နာမည်အရင်တော့မဟုတ်ပါဘူးရှင်နာမည်လွှဲပါ2021မှာဒီမထက်ထက်ကနေပြီးတော့အသက်16နှစ်ပြည့်ခဲ့တဲ့အဲ့အချိန်မှာဆိုရင်သူက10တန်းကိုရောက်နေတာပေါ့နော်10တန်းတက်နေတဲ့အချိန်မှာ ဆန္ဒပြပွဲဖြစ်တဲ့အခါမှာသူကဆန္ဒပြလို့လည်းဝင်ပါတယ်ဆယ်တန်းကိုစီဂျန်လုတ်လိုက်တယ်ကျောင်းသားစီဂျန်လုတ်လိုက်တယ်ရှင်ပညာဆက်မတင်တော့ဘူးပြေကမှာ2021မှာဒီဖမ်းတဲ့စီရဲကိစ္စတွေပေါ့နော်နိုင်ငံတော်ကနေပြီးတော့စန္ဒပြရတဲ့သူတွေအကြမ်းဖက်လှုပ်ရှားတဲ့သူတွေအခြေမုံတဲ့ခါကျသူကထွက်ပြေးသွားတယ်ထွက်ပြေးသွားပြီးရဲ့ခါမှာဆိုရင်သူ့ရဲ့အကိုဝန်းကွဲရာ PD ရဲ့အဖွဲ့တွေဝင်သွားပါတယ်ဝင်သွားတဲ့ခါမှာသူက PD ရဲ့အဖွဲ့ကသူ့ကိုဝန်းကွဲနဲ့ဆက်သွယ်ပြီးတော့ဒီ PD ရဲ့ကလုံမြတ်နေနေတခုမှာပဲသူနာပြုတ်တင်တဲ့ကိုတတ်ခဲ့ပါရှင့်အဲ့လိုတတ်ပြီးရဲ့ခါမှာဆိုရင်သူ့ရဲ့အကိုဝန်းကွဲအကူကြီးနဲ့ပဲ2023 နှစ်စမ်းပိုင်းမှာမြင်းကြံခရိုင်တရင်တုံတက်ခွဲနှင့်တတိယပြောက်ကြားတက်ဖွဲ့ကိုရောက်ရှိလာပြီးစိတ်တပတ်ဝင်ဖြစ်နေလှုပ်လှုပ်ကန်ခဲ့ပါရှင့်နင့်နာသူမထထမှာဆိုရင်ချစ်သူရီစာရှိရယ်ဆိုပြီးလည်းသိရပါတယ်သူလည်းအဲ့ဒါကိုဒီလူမှုကွန်ဒီမှာတင်ထားလို့သိပါသိရပါရှင့်သူကဆိုရင်ဒီမြင်းကြံခရိုင်တရင်တုံတက်ခွဲနှင့်မှာဆိုရင်တူဦးတီးသောအမျိုးသမီး PD ရဲ့လောက်ကန်နေတဲ့သူဖြစ်တယ်လို့သိရပါရှင့် အဲပြီးတော့ဒီတာဝန်ထမ်းဆောင်လာပေါ့နော်အိမ်မှာအလုပ်လုပ်နေရင်လည်းသူကနေပြီးတော့ဒီတိုက်ပွဲတွေမပြင်းထန်သေးရင်2024ဧပြီလမှာဆိုရင်သူကသူ့ရဲ့နေရက်မှာထောက်ပို့လုပ်မယ်ဆိုပြီးတော့ခဏပြန်သွားသေးတယ်သိလားပီတီအက်ခါနေပြီးတော့ထောက်ပို့လုပ်မယ်ဆိုပြန်သွားတာပေါ့နော်ပြီးရက်ခါမှာနေရက်ထမ်းတာအဆင်မပြေတဲ့ခါကျတော့ပီတီအက်တက်ခွေတွေကိုပြန်ရောက်လာခဲ့ရဲ့ရှင့်အဲ့လိုပြန်ရောက်လာပြီးရက်ခါမှာဆိုရင်သူကဒီမတရားပြုခြင်းမှုခံစားခဲ့ရတာဖြစ်ပါတယ်သူဖြစ်ရတဲ့ဖြစ်စဉ်ကတော့2024ခုနှစ်စက်တင်ဘာ12ရက်နေ့ညစိုင်တိုင်းဝင်းကျင်မှာဆိုရင်တဲ့သူတို့နဲ့တစ်စခန်းနဲ့နေထိုင်နေရဲ့ပေါ့နော် အမျိုးသားပကဖဒုတာဝန်ခံဦးတန်လွင်ဆိုတဲ့သူကညာရီမိုးချုပ်ဒီမထက်ထက်ဆိုတဲ့သူကိုစာပို့ခဲ့ရခြင်းစာထဲမှာရေးထားတာကမထက်ထက်ဦးလေးဖြစ်သူပါတဲ့တိုက်ပွဲမှာကြာဆုံးသွားတာနဲ့ပတ်သက်ပြီးတော့ပြောစရာရှိရဲဆိုပြီးတော့သူ့ရဲ့အိမ်ကိုလာတွေ့ဖို့ခေါ်ဆိုပါရခြင်းမထက်ထက်ဆိုတဲ့မျိုးသမီးကသူ့ရဲ့ဦးလေးရောသူ့ရဲ့အကုတ်ဝန်းကွယ်ရော PDF ဆိုတော့တမိသားဆိုတော့ဂျမ်ပတ်လုပ်နေရပဲရှင်အဲ့လိုနေထားရရှိပါတယ်ဗောနော် ။အဲ့နဲ့ तू ကလည်းဒီဥတ္တန်လွင်ဆိုတဲ့ तू ကပေါ့နော်။ तू ရဲ့မိဘကလည်းတဲ့အတ်ထားတာတဲ့။ငါတို့သမီးလေးကိုစောက်ရှောက်ပေးပါဆိုပြီးအတ်ထားတယ်။လူကြီးလူကောင်းလို့တတ်မှတ်ထားတဲ့ तू ဆိုတော့ तू ကလည်းတန်တဲ့ကမဝင်ဘူးပေါ့နော်။ညာကြီးမုတ်ချုပ်ခေါ်တာကိုတန်တဲ့ကမဝင်မယ်နဲ့သွားလိုက်ပြီ။အဲ့ဥတ္တန်လွင်အိမ်ထဲရောက်တဲ့ချိန်လိုက်ကြတာက तू အတင်းဖမ်းချုပ်ပြီးတော့မတရားပြုတ်ခြင်းမိလှောက်လိုက်တယ်ရှင်။အဲ့လိုဖြစ်သွားခဲ့တာပေါ့နော်။ ဒီလိုမျိုးအတ္တမပြုကျင့်ခံရတဲ့အချိန်မှာဆိုရင်ဒီမထက်ထက်လေးကအသက်16နှစ်သာရှိပါသေးရဲ့ရှင်။ဒီအခင်းဖြစ်ပွားပြီးရဲ့နောက်နေပေါ့နော်စတင်မှာ73ရက်နေမှာဆိုရင် TTA ပြာကြားတက်ဖွဲ့တက်ဖွဲ့ခွဲနှစ်ကိုသူကနေပြီးတော့သူ့စီစဉ်နဲ့သူပြောင်းသွားတယ်။သူအဲ့လိုမျိုးညဘက်မှာမတရားပြုကျင့်ခံလာရတော့ရှက်လဲရှက်မှာပေါ့ရှင်။ကြောက်လဲကြောက်သွားမှာပေါ့ကလေးမလေးကအဲ့တော့တခြားတက်ကိုသူကပြောင်းသွားတာပေါ့။ပြောင်းသွားပြီးရဲ့အခါမှာဆိုရင်သူကဒီသူ့အတ္တမပြုကျင့်ခံရတဲ့အမှုကိုတောင်သာမြို့နယ်ပကဖနဲ့ပလဖအဖွဲ့တွေမန္တလေးတိုင်းပကဖအန်ယူဂျီလူခွင့်ရင်ဝင်းဌာနမျိုးသမီးနဲ့ကလေးတန်ငယ်ဝင်းဌာနတွေကိုသူက စာပေးပို့ပြီးတော့တိုင်ကြားခဲ့တယ်တဲ့အဲ့လိုတိုင်ကြားပြီး9ရက်မြောက်နေ့မှာဆိုရင်ပါကဖတာဝန်ခံဦးကြည်စိုးနဲ့အခြားပါလဖတပ်ဖွဲ့ဝင်တွေကအမှုမဖွင့်ဖို့ဘသူ့ကမှမပြောပြဖို့အတွက်ကိုသူ့စီကိုဆက်သွယ်ပြီးတော့ပြောကြားလာတယ်တဲ့ရှင်ဘလို့ပြောလဲဆိုတော့တဲ့အခုချိန်မှာတဲ့ဒီလိုကြားကာလမှာအမှုဖွင့်လို့မရပါဘူးတဲ့တော်လန်ရေးကိုပဲရှေ့ရှုရမယ်ဆိုပြီးပြောပါတယ်တဲ့ဒီစကားကိုကျွန်တော်ထောက်ရှုပြီးစဉ်းစားရလို့ရှင်တော်လန်ရေးဆိုတဲ့အရာကြီးကမပြီးမချင်းမိန်းကလေးတွေပေါ့နော်ပီတက်မိန်းကလေးတွေပီတက်နယ်မြေမှာရှိတဲ့သူတွေမတရားပြုကျင့်ခံရတဲ့ကိစ္စတွေကိုဒီအိမ်မှာထားထားရမှာပေါ့လို့လား အဲ့ဒီပဲပေါက်နေရဲ့ရှင်တော်တော်ကိုကျင်းစာစိမ့်မရှိတဲ့သူတွေပဲဖြစ်ပါတယ်ပြီးရဲ့ခါမှာမတ်ထက်ထက်ကိုသူကဂတိပေးွားတယ်တဲ့ဒီတော်လိုင်းပြီးသွားလို့ရှင်ပေါ့နော်ငါတို့အမှုဖွင့်ပေးပါမယ်ဆိုပြီးစာချုပ်လုတ်ထားမယ်တဲ့အမှုဖွင့်ပေးမယ်ပေါ့နော်ငါတို့အမှုဖွင့်ပေးမယ်ဆိုတဲ့အကြောင်းစာချုပ်လုတ်ထားမယ်ပေါ့ရှင်စာချုပ်ထဲမှာလက်မှတ်ထိုးထားပေးမယ်ဆိုပြီးပြောသွားတယ်ချွေးသိပ်သွားတာပေါ့ဒါပေမဲ့ယနေ့အချိန်ထိစာချုပ်လည်းလာမလုတ်ပေးသလိုမျိုးအမှုဖွင့်ဖို့အတွက်လည်းဘာမှကူညီဆောင်ရတာမရှိဘူးဆိုပြီးသိရပါတယ်အဲ့လိုနဲ့ပဲကိုးလာကြာသွားခဲ့ပြီဖြစ်ပါရဲ့ရှင်ဒီလိုမျိုးကြာနေတဲ့အချိန်ကာလမှာဆိုရင်လည်းပေါ့နော်ဒီမတ်ထက်ထက် ကိုပကပတုတာဝကံဒီကျူးလွန်တဲ့သူပေါ့ဥတန်လွယ်နဲ့သူ့ရဲ့မိန်းမကဖုန်းဆက်ပြီးတော့လည်းအများနဲ့နှောက်ရက်ပြောဆိုတာလည်းချင်းချောက်တာလည်းလုပ်တယ်လို့သိရပါတယ်ဒီလူကိုလည်းပေါ့နော်လက်ရှိမှာဆိုရင်တောင်သာမြို့နယ်အတွင်းမှာမူလရာလူတိုင်းမဲ့အဲ့ဒီဥတန်လွယ်ကဆက်လက်ပြီးတောင်ဝန်ထမ်းဆောင်နေရဆိုပြီးသိရပါရဲ့ရှင်ကျမတို့အနေနဲ့ကဒီလိုအမှုတွေကတော့ဘာမှကဲထည်နိုင်ခြင်းမရှိပါဘူးရှင်ဒီကမာလေးယားဆိုရင်ဒီအမှုကိုနိုင်ငံတော်လာပြီးတော့တိုင်ကြားမယ်ဆိုရင်တော့ဒီလူတွေကိုဖမ်းဖို့တော့နိုင်ငံတော်ကစူးစမ်းပေးရမှာပေါ့နော်ဒါမဲ့သူ့သွားတိုင်ခံက PDF ပဲဆိုတော့ PDF အချင်းချင်းဆိုမှတော့ရှင်ဘယ်ဖမ်းမှမလဲ ဒီလိုမျိုး16နှစ်အရွယ်မင်းကလေးမပြောနဲ့ခုမှ၄6နှစ်အရွယ်ကလေးတက်ငယ်မရဲနေတော့မှပီတက်တယ်သူတို့ရွာတွေမှာကျူးလွန်နေကြတာပီတက်တယ်ခယူမဆိုင်တာပြီးတော့ဒီမင်းကလေးအရှိမှဆိုလဲမတရားပြုကျင့်ခံရတဲ့မင်းကလေးတွေကအများကြီးပဲဒီကလေးမလေးဟာဆိုရင်အသက်16နှစ်ပဲရှိသေးရင်မတရားပြုကျင့်ခံလိုက်ရတယ်သူ့ရှင်တွေကစိတ်တန်ရတတလုံးမပြောက်တော့ဘူးရှင်သိကြတယ်အချို့တွေဆိုရင်မတရားပြုကျင့်ခံရပြီးရဲ့နောက်မှာကိုယ့်ကိုယ်သက်သေသွားအောင်ရှိရဲ့ရှင်ဘူးတုတ္တလေးရောရှင်လိုက်ဖက်ဖူးတဲ့မှုကင်းလေးလေးလာဘူးပါရှင်မတရားပြုကျင့်ခံရတဲ့မျိုးသမီးလေးတယောက်ပါဆိုရင် သူ့ရဲ့ခန္ဓာကိုယ်ကို तू ယွန်ရှာတဲ့စိတ်တွေဖြစ်လာတာတိလားအဲ့လိုယွန်ရှာတဲ့စိတ်တွေဖြစ်ပြီးလို့ရှင် तू မလိုချင်တော့ဒီခန္ဓာကိုယ်မလိုချင်မဲနဲ့ဒီခန္ဓာကိုယ်ကို तू အဆုံးတတ်လိုက်ဖို့အတွက်ကိုအမြဲတမ်းဆုံးဖြတ်ကြရပေါ့နော်ဒါကြောင့်သူ့ကိုတတ်သိသွားတာရှိရဲ့စိတ်ကြယောဂခံစားရပြီးတော့တတ်တလုံးအဲ့လိုအိမ်အောင်မပြူတော့တာပေါ့နော်ဟိုကိုယ့်ရဲ့မျိုးဆက်ကိုလည်းမထိန်သိမ်းတော့တာစသဖြင့်ပေါ့ရှင်စိုးကျိုးတွေအများကြီးစိတ်ပန်းဆန်တဲ့စိုးကျိုးတွေခန္ဓာကိုယ်စိုးကျိုးတွေအများကြီးရှင့် တချို့ဆိုမတရားပြုကျင့်ခံရပြီးတော့ HIV ကူးစက်သွားတာတွေပေါ့နော်အဲ့လိုကိစ္စတွေလည်းအများကြီးပါပဲရှင်တချို့ဆိုကိုဝင်ရှိသွားတယ်ဒီကလေးပေါ်မှာသူချစ်ချင်းမြတ်တာလည်းမရှိဘူးဆိုတော့မိဘမဲ့ကလေးတူတိုးသွားပြန်ရောမကောင်းတဲ့လောက်ရက်တွေကဆင့်ပွားဆင့်ပွားပြီးမကောင်းတာအများကြီးဖြစ်လာတာရှင်ဒါကြောင့်ကျမတို့ကဘာကြီးရောကျမတို့မြန်မာမှာမရင်းသမားဆိုကျမတို့တအားယွန်နေဘာကြောင့်လဲဆိုတော့မရင်းပြုကျင့်တဲ့သူတယောက်ရဲ့လှုပ်ဆောင်ချက်ကတခြားတခြားသောမှားယွင်းတဲ့ဒုက္ခပေးလို့နဲ့စိုးဝါးတဲ့စိုးကြိုးတွေအများကြီးဆက်ဖြစ်စေတယ်ရှင် လူ့ဖွဲ့စည်းမှာဒီလိုလူမျိုးတွေမထားတဲ့အမှန်ပါပဲရှင်။ဒါပေမဲ့လည်းဒီလိုလူမျိုးတွေက PDF တွေထဲမှာအများကြီးရောက်ရှိနေတဲ့အတွက်ဖြစ်နိုင်တော့ရှင်မိန်းကလေးအနေနဲ့မဒိန်သမားတွေရှိနေတဲ့ PDF အဖွဲ့တွေထဲဝင်ဖို့တော့မစင်းစားနဲ့ပေါ့နော်။စင်းစားမယ်ဆိုတော့လည်းကျမတို့လည်းမကဲနိုင်ဘူးရှင်သိလား။ကျမတို့ကတော့တတ်နိုင်ဆုံးအမှုကင်းလေးရရှင်ယူလာပြီးတော့ဟိုသင်ကန်းစာရအောင်ပြပြတာပဲရှိတာ။မတော်နဲ့လို့လည်းတားလို့မရအောင်เนาะတယောက်ချင်းချင်းကျမတို့လိုက်ပြီးပြောလို့မရအောင်လေ။ အဲ့လိုတော့ရှိရပါရှင်ပြီးတော့ကျွန်မတင်းလေးနားထောင်ပြီးတော့မိန်းလေးနေနဲ့စဉ်းစားဆင်ခြင်ကြပါငါတို့ဒီ PDF လုတ်တင်လားမလုတ်တင်လားဆိုတော့တွေးတော့ပါတခုခုဆိုရင် PDF ထဲမှာဥပဒေမရှိဘူး PDF ထဲမှာရှိရမရင်းသမားတွေများတယ်ကလိန်ကကြစ်တွေလူယုတ်မာတွေကလေးတငယ်အားစားဘိုက်ကြီးတွေအားစားတတ်တဲ့သူတွေရှိရဖြစ်တဲ့အတွက်ငါတို့ရောက်သွားရင်ငါတို့ကိုလည်းဝါးစားမှာပဲဆိုတော့ခေါင်းထဲမှာထည့်ထားပါရှင်မတော်တဲ့မတော်အပ်တဲ့နေရာက PDF တွေရှိရနေရာဖြစ်ပါတယ် ဒါလေးကိုမြို့ပေါ်မှာနေတဲ့အမျိုးမိငယ်လေးတွေစင်ကျင်နိုင်မှုအတွက်ကျွန်မသတင်းသုံးသပ်ချက်လေးကနေပြောပြလိုက်ပါချင်ရှင်။မိဘပြည်သူများရှင်ကျွန်မရဲ့သတင်းသုံးသပ်ချက်လေးကိုဒီနေ့မှဒီလောက်နဲ့ပဲရှင်းပြပါချင်ရှင်။ဒီအပိုင်းမှာကျွန်မတင်ဆက်တဲ့သတင်းလေးတွေဟာဆိုရင်မိဘပြည်သူများအတွက်အကျိုးရှိတဲ့သတင်းလေးတွေအများကြီးပါမယ်လို့ထင်ပါတယ်ရှင်။အဓိကကတော့ကျွန်မတို့နိုင်ငံမှာဆိုရင်ဒါအသက်30နှစ်တန်းနေရတော့အသိဉာဏ်တစ်ခုရှိနေပြီပေါ့နော်။ ျမနိုင်ငံမှာအဓိကဒုက္ခရောက်ပြီးတော့လမ်းမလိုက်နေမိတာကဆယ်ကျော်သက်တွေဖြစ်နေပါရှင့်။ဒါကြောင့်ကျမတင်ဆက်ပေးတဲ့သတင်းလေးတွေထဲမှာဆယ်ကျော်သက်တွေအတွက်အကျိုးရှိမဲ့ကိစ္စလေးပါတယ်ဆိုလေကိုပဝင်းကျင်မှာမောင်လေးညီမလေးရှိတယ်။ဟိုသားသမီးတွေရှိရပေါ့နော်။သားသမီးရဲ့တငယ်ချင်းတွေရှိရပေါ့ရှင့်။အဲ့လိုဆယ်ကျော်သက်တွေရှိရဆိုရင်ဒီအတွေ့အခေါ်လေးကနေတစင်ဆင့်ွားပြီးတော့သူတို့ကိုပြန်လဲပြီးတော့ဆုံးမလာတယ်၊နားချလာတယ်ပြုလုပ်ပေးပါရှင့်။မြန်မာနိုင်ငံမှာရှိတဲ့ဆယ်ကျော်သက်တွေတာသမီတွေအားလုံးကကျမတို့နိုင်ငံတော်ရဲ့ရင်သွေးတွေပါရှင့် ကိုသွေးသားနင့်သွေးသားဆိုပြီးခွဲခြားနိုင်ရမယ့်အချိန်မဟုတ်တာမှန်ပါပဲသူများသားသမီးဆိုလဲကိုကဆုံးမတဲ့ဆုံးမပေးရပါပဲရှင့်သူ့ဘဝလေးလမ်းမှန်ရောက်သွားလို့ရှင့်ကိုကဘာဖြစ် ကုသိုလ်လည်းရပါတယ်ရှင်ဟုတ်တယ်မသူများကိုလမ်းမှာပို့လိုက်တဲ့ကုသိုလ်ကတန်တရားမှာကောင်းကျိုးတွေခံစားရမှာပါရှင်ကျွန်မအဲ့လိုပဲပြေဝါယုံကြည်ပါတယ်ဒါကြောင့်ကျွန်မလည်းနေစင်နေတဲ့ဆဲကျော်တက်လေးတွေပေါ့နော်အဲ့လိုလူငယ်တွေဆိုတာဂတ်ထားပြီးတော့စကလုံးလေးတွေနဲ့သူတို့စီးယုံရအောင်ပေါ့နော်သူတို့မှားသွားမှာဆိုလို့ရှင်သူတို့မှားသွားရင်လည်းကျွန်မတို့မကြည့်ရဘူးလေတနာရတယ်လေဒါကြောင့်သူတို့မမှားအောင်ကျွန်မတို့စုံမလိုက်တာကကျွန်မတို့တာဝန်ကျေလို့ခံစားရစေပါရှင် ကျမတို့ဆုံးမရက်နဲ့လှုပ်သွားတယ်ဆိုတော့လေဒါသူတို့ကုသိုလ်ကံပေါ့နော်အဲ့လိုတော့ပြောရမှာပေါ့ရှင်အဲတရဝလိုင်းတော့ကဲလို့မှမရတာရှင်အဲ့လိုတော့ရှိပါတယ်နော်ကျမတို့အင်မတန်ကြီးမြတ်လာတဲ့မြတ်စွာဘုရားရှင်ဗုဒ္ဓမြတ်စွာဘုရားတော်မှာတရဝလိုင်းကိုမကဲတင်နိုင်ခဲ့တာကျမတို့ကတာမန်လူပုရုဇဉ်တွေဆိုတော့အားလုံးကိုဘယ်ကဲနိုင်မှမယ်ရှင်နော်ဒါပေမဲ့လည်းအတတ်နိုင်ဆုံးငါကဲမဟဲ့ဆိုရဲစိတ်စေတနာလေးရတာကျမတို့ရဲ့နေ့စဉ်လုံဆောင်ချက်တွေဒါဖြစ်ပါရဲ့ရှင်ဒီရလေးကိုဒါမိဘပြည်သူများရှင်ထဲမှာမှတ်သားထားပြီးတော့ ကိုနာမှာရှိရဲစဲကြောတက်လီတွေကိုစုံမပေးပြင်နိုင်မှရန်ကျမအနေနဲ့တိုက်တွန်းနှိုးဆော်လိုက်ပါရစေရှင့်။ကျမသတင်းလေးတွေကိုနေ့စဉ်ဒီတိုင်းပဲကြည့်ရှုအားပေးခဲ့ကြတဲ့မိဘသူများအားလုံးစိတ်ချမ်းသာကိုကြမှာကြပါစေ။ကောင်းကျိုးလိုရင်ဆန္ဒများပြေဝကြပါစေလို့ကျမတို့ Prime Media မိသားစုမှဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်။